်မင်္ဂလာပါခင်ဗျာဒီဒီပတ်မှတ်မှတ်သားသားစကားများအစီအစဉ်မှာတပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့သတင်းတွေကသတိထားမိတဲ့ပြောစကားတချို့ကိုမှတ်သားမိတဲ့စကားတွေဖြစ်ကောင်းထုတ်တင်ပြချင်ပါတယ်အရင်စစ်စိုးရအဆက်ဆက်တန်မတ်ဖြစ်တာဝန်ယူခဲ့သူတူဦးကိုပြည်တော်စုဝန်ကြီးဆင့်ရှိတဲ့မြို့သားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဖြစ်ခန့်ပြီးစစ်ဖက်ရက်ဖက်ဆက်ဆံရေးတိစောက်တာဟာမြို့သားလုံခြုံရေးအဖြစ်မဟုတ်ဘူးလို့နိုင်ငံရေးလေလာသူဒေါက်တာရံမျိုးသိန်းကပြောလိုက်ပါတယ် ဇန်နဝါရီလ17ရက်နေ့ကအငိမ့်စားတာမတ်ကြီးဟောင်းဦးတောင်းထွန်းကိုမြို့သားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဖြစ်သမရဦးထင်ကျော်ကခန့်အပ်ကြောင်းကြေညာခဲ့ရတဲ့ပတ်သက်ပြီး DBB အတန်လွှင့်ဌာနကမေးမြန်းရမှာဒေါက်တာရံမျိုးသိန်းကအခုလိုဝေဖန်ထားဖြစ်ပါတယ်။အမျိုးသားပြန်လည်တင့်မြတ်ရေးကိုဥတီတဲ့အစိုးရတရက်ကိုဖော်ဆောင်နေဆိုတဲ့နေရာမှာကျွန်တော်တို့ဟာဟလာဒီမိုကရေစီအကျိုးစီးပွားအတွက်နော်ဒီမိုကရေစီအတွက်တိုင်းပြည်နယ်ပြည်သူလူထုအတွက်နော်အနစ်နာခံခဲ့တဲ့နော်မမမမရက်တည်ခဲ့တဲ့ ပညာရှင်တွေပညာတတ်တွေเนาะနိုင်ငံရေးသမားတွေကိုလည်းเนาะအတိအမှတ်ပြုပြီးတော့အစိုးရအဖွဲ့တွေမှာပေါင်းဆက်ထည့်သွင်းဖို့လိုအပ်တယ်လို့မြင်တယ်အဲ့ဒီလိုပဲအကြံပေးပုံကိုနေရာကိုစဉ်းစားတဲ့နေရာမှာလည်းအာထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်လို့မြင်တယ်ဥပမာဆိုလိုချင်တဲ့သဘောကကျွန်တော်တို့တိုင်းသားတွေထဲမှာဟဲ့လားဒီလိုယာတူးမျိုးကိုရယူပြီးတော့အလုပ်လုပ်နိုင်တဲ့လူတွေအများကြီးရှိနေတယ်လွတ်တော်တက်တန်းတစ်နှစ်ပြည့်ကနေအချိန်ဖြစ်တဲ့လက်ရှိအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုတမရော်ကောင်းဆောင်နေတဲ့အတူဆွေးနွေးဖို့အချိန်ရောက်နေပြီလို့အရင်မျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ NDF ပါတီကိုယ်စားလှယ်လောင်းဥခိုင်မောင်ရံပြောလိုက်ပါတယ်ဇန်နဝါရီလ10ရက်နေ့က DBB သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းရာမှာဥခိုင်မောင်ကြီးကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်အာနာယပါတီခေါင်းဆောင်နဲ့တမရော်ကာဝေးဦးစီးချုပ်ဒီအရင်ဦးဆုံးလုံတွေ့ဆုံဖို့လေလိုအပ်ပါပြီဒါဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဒီ တထပ်ပြီးတော့နောက်ဆက်တွဲတွေကတော့စောစောလို့ပါဠိပေါင်းစုံနဲ့တိုင်းသာပေါင်းစုံဖွဲ့စည်းနဲ့ပြည့်စုံပြီးတော့မှမျိုးသားအဆင့်ဖွဲ့စည်းမှုအခြေခံဥပဒေပြင်ဆင်ရေးစကားဝိုင်းကြီးဖြစ်လာပါလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်မြန်မာနိုင်ငံတရားစီရင်ရေးစနစ်မှာတရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်ပြီးတော့အထောက်အထားသက်တည်ပြကျင်တဲ့အတွက်66ကာကြီးအမှုကိုရင်ဆိုင်ခဲ့တာဖြစ်တယ်လို့အထင်းသိမ်းခံထားပြီးတော့အမှုရင်ဆိုင်နေရတဲ့ အာနာယ NLD ပါတီသူတည်တနာမှုဦးမျိုးရန်အောင်သိန်းကပြောလိုက်ပါတယ်။ဇန်နဝါရီလ17ရက်နေ့ကတရားရုံးက၄ချိန်မြောက်အာမခံရှောက်ထားချက်ပယ်ချပြီး MCN သတင်းဌာနကမေးမြန်းရမှာဦးမျိုးရန်အောင်သိန်းကအခုလိုပြောကြားရတာဖြစ်ပါတယ်။သိတာဖြစ်ပါတယ်။တရားရှိတဲ့တရားစီရင်စနစ်ကိုကျွန်တော်မြင်တယ်ဗျ။ဟုတ်ကဲ့။ကျွန်တော်အခုရဲတွေတရိတ်ထွက်တာလည်းပဲသူတို့မှန်မှန်တရိတ်ထွက်နေကြကျွန်တော်တွေ့ရ။မြို့တော်စီမံသားရေးအဖွဲ့အနေနဲ့စေတနာယောသားမှုမိမိကိုယ်ကိုစောင့်ထဲမှုတွေနဲ့ ြည်သူကိုအလုံးကျွေးပြုကြဖို့မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကပြောလိုက်ပါတယ်။ဇန်နဝါရီလ6ရက်နေ့ကမြို့တော်ဝင်ကတိုက်ရိုက်ခန့်အပ်တဲ့စီဗင်ကော်မတီဝင်တွေခရီးသစ္စာပြုတဲ့အခမ်းအနားမှာဒေါက်တာဇော်မြင့်မောင်ကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ကိုမေလင်းလင်းပြောရရင်စီဗင်ကော်မတီဝင်တွေဆိုတာလည်းအရေးကြီးတဲ့နေရာမှာရှိတဲ့ပုံစံများဖြစ်ပါတယ်။ဘာလို့လဲ?ရန်ကုန်မန္တလေးမှာပဲမြို့တော်မှာရှိတာပါနော်။အဲ့တော့မြို့တော်စီဗင်ဆိုတာရန်ကုန်မန္တလေးပဲရှိတာ။ပြောရရင်အချက်တည်းရတယ်အကြီးကြီးပါ။ အဲ့တော့ဒီနေရာမှာစေတနာရဲ့ယူသားတာရဲ့ပုဂ္ဂိုလ်ကိုနော်စောင့်ထင်းရင်းနဲ့ဖို့စင်ခြင်းတရားနဲ့ရာကျိုးရွာကျိုးတန်းကြီးကျိုးလောက်ပါမယ်ဆိုတဲ့အပိုင်ဖြတ်မှုရှိမယ်ဆိုရင်ကျွန်တော်တို့လုပ်ငန်းတွေပေါင်းနေပါရွာပိုင်းမြေတွေကိုတက်ကလာသိမ်းတာဖြစ်လို့အမှန်တကယ်ကျူးကျော်သူဟာတက်ပဲဖြစ်တယ်လို့တက်သိမ်းမြေပိုင်တဲ့ကျူးလွန်မှုနဲ့တရားရင်ဆိုင်နေရတဲ့မန္တလေးတိုင်းစင့်ကင်မြို့နယ်ခံလူရွာကတောင်သူတို့ကပြောလိုက်ပါတယ် ပိုင်နယ်ကျူးလူကြော်မှုနဲ့ဖမ်းဆီးထားပြီးဇန်နဝါရီလ10ရက်နေ့ကရုံးထုတ်စစ်ဆေးရမှာခံလူရွာသားဦးတောင်သူဦးစိုးဆွေက RFA ကိုအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့မြေကိုကျွန်တော်တို့လှုပ်ရှားတယ်။အိမ်ဝိုင်းနေရာလဲသူ့အိမ်ဝိုင်းမှာပဲတူနေတာ။အဲ့ဒါကိုတက်က2016ဒီအစိုးရလက်ထက်မှာဒါဟာတက်ပိုင်မြေဖြစ်တယ်ခမားလို့ကျူးကြော်တာ။ကျွန်တော်တို့ကပြောတယ်တက်ကအရင်ရောက်တာလားရွာကအရင်ရောက်တာလား။ကျူးတယ်လို့ပြောတယ်။ဒီကရန်ကျူးတာကမင်းတို့ကကျူးတာ။ အဲ့တော့20ခုနလပိုင်းဒီ2016ခုနလပိုင်း23ရက်နေ့ကနေသူတို့ကတက်ပိုင်မီအဖြစ်ဟိုလက်ရောက်ရာယူဖို့ခြံစည်းရိုးခတ်လိုက်တာအဲ့မှာစိုက်ပျိုးမြေတဲ့ရောက်လာတဲ့အပေါ်မှာတောင်သူတွေကတားတယ်ဒါစိုက်ပျိုးမြေဖြစ်တယ်လက်ရှိလဲစိုက်နေတယ်လက်ရှိလဲအတီးနံနေရှိနေတာအဲ့ဒါကိုသူတို့ကမရဘူးဇွတ်လောက်သွားတာအခုကမှမသားသားစကားများအစီအစဉ်ရောက်ပါခင်ဗျာကျေးဇူးနာဆင်ကြတဲ့ပြည်သက်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ